ကိုမပါဆွမ်းစားမှမရှိဘူးကိုကရည်ချင်းမရှိဘူးဘလို့အရာတွေပဲလုပ်လို့ကိုလုံးသမျှဟာကောင်းမနေဘူးလို့ခံစားနေရလားဒါဆိုလို့ရှိရင်တော့ဒါဟာဝေဖန်ဖြစ်တင်ခံရခြင်းရဲ့ဆိုးကျိုးတွေလို့ပြောချင်ပါတယ်ကျွန်တော်ဒီမိသားစုတချို့မှာရှိတတ်တယ်အလိုမင်းဝေဖန်ဖြစ်တင်နေတဲ့သူတွေရှိတယ်မင်းဘာလို့လို့အဆင်မပြေဘူးမလုပ်ပါနဲ့ထိုင်နေတာပဲကောင်းပါတယ်လုံလိုက်လို့ရှိရင်တလွဲတွေကြီးရယ်ပဲဘယ်နေရာမှအာမခွအောင်ဒီလိုမျိုးပြောတဲ့နေကြဘူးလား ဒီလိုမျိုးဝေဖန်ဖြစ်တည်နေခြင်းကကောင်းတဲ့အရာတော့မဟုတ်ပါဘူး။ဒီလိုမျိုးတစ်ချိန်လုံးဝေဖန်ဖြစ်တည်နေခြင်းက relationship တွေဆက်ဆံရေးတွေရဲ့အဆိုးဆုံးခြေနေကိုရောက်သွားစေတယ်။ဘာကြောင့်ဒါတွေကဆိုးရတာလဲ။ဆိုတော့နံပါတ်1အနေနဲ့ကခုခုကိုလေးစားမှုညှော်နေလာစေလို့ဖြစ်တယ်။ပထမဆုံးကတော့ခုခုကိုယုံကြည်မှုရှိခြင်းရှိကောင်းရှိမယ်။ဒါပေမဲ့တစ်ဖက်ကဒီလိုစကားတွေတစ်ချိန်လုံးပြောနေတဲ့အခါမှာဟောငါက သူပြောသလိုပဲအတော့မကြောက်ဘူးနဲ့တူပါတယ်။ငါဘာလုံးလို့အဆင်မပြေပါဘူး။ငါဘယ်အရာလုံးလိုက်လုံးလိုက်အဆင်မပြေတာကြည့်တယ်ပဲဆိုပြီးတော့ကြာလာတဲ့အခါမှာကိုကူကူယုံကြည်မှုတွေယုံနေလာမယ်။လေးစားမှုတွေယုံနေလာမယ်။စိတ်မလုံခြုံမှုတွေလည်းအမြဲတမ်းပြည့်နေလာမယ်။နောက်တစ်ခုကတော့ကျမတို့တွေကိုယ်စိတ်ထဲမှာဒီကိုချစ်သူအပေါ်မှာချစ်ခင်တဲ့စိတ်တွေလျှော့လာမယ်ပြီးရင်စိတ်ချင်းဝေးကွာသွားမယ် တဖြည်းဖြည်းနဲ့လာတစ်ချိန်လုံးဝေဖန်ဖြစ်တင်နေတဲ့သူနားကိုဘသူကနေခြင်းမလဲเนาะဆိုတော့အဲ့ဒီလူနဲ့ဝေးရာကိုတွိုင်းတွိုင်းနဲ့တဖြည်းဖြည်းနဲ့လူချင်းလဲဝေးလာမယ်စိတ်ချင်းလဲဝေးกว่าတော့မယ်နောက်ဆုံးမှာတဘောကလုံးထိမမြင်ခြင်းမတွေ့ခြင်းတော့လောက်အောင်အနေထားမျိုးတွေထိဖြစ်သွားနိုင်တယ်နောက်ထပ်နံပါတ်3ချက်ကပါလဲဆိုတော့ဒါကစိုးစိုးကနံပါတ်2ချက်နဲ့တော့သွားပြီးစင်တူတယ်ဝေဖန်ဖြစ်တင်တာများလာတဲ့အခါမှာစိတ်ပြက်လာတယ်သူ့ကိုဘာမှမပြောခြင်းတော့ဘူး သူကောင်းသည်ဆိုသည်ဖြစ်စေလဲကိုမပြောချင်တော့သူဘာပဲဖြစ်ဖြစ်ကိုလုံးမပေးချင်တော့တခုခုဆိုလို့ရှိရင်လဲသူမှားတော့မယ်ဆိုလို့ရှိရင်လဲမှားဖြစ်စေတော့သူထိခိုက်မယ်ဆိုလဲထိခိုက်စေတော့ဆိုတဲ့ပုံစံမျိုးတွေဖြစ်သွားနိုင်တယ်အဲဒီကနေပြီးတော့မှတဖြည်းဖြည်းနဲ့ relationship တွေအဆုံးသတ်သွားရပါတယ်နောက်ထပ်တစ်ချက်ကပါလဲဆိုတော့ကျမတို့ဒီ toxic environment ကြီးကိုဖန်တီးတဲ့ ဒါဖြင့်ကျမတို့ကြည်လိုက်ကြရအောင်ဒီလိုမျိုးတယောက်ကဝေဖန်နေတယ်ဆိုလို့ရှိရင်ဒီ relationship ကအဆင်ပြေမယ်လို့ထင်တာစမပြေနိုင်ဘူးဘာလို့လဲဆိုတော့တစ်ဖက်ကဒီလိုမျိုးဝေဖန်ပြစ်တင်နေတဲ့အချိန်မှာတစ်ဖက်ကလည်းလုံးဝမပြောနိုင်ဘူးနှစ်ယောက်လုံးကမပြောရွှင်နိုင်ဘူးစိတ်ညစ်ညူးစရာတွေနဲ့ပြည်နေတယ်တစ်ဖက်ကလည်းဒီမကောင်းတဲ့စကားတွေပြောတယ် negative words တွေကိုသုံးတယ်တစ်ဖက်ကလည်း negative emotions တွေဖြစ်တယ် ဒါကြောင့်မလို့ဒီပတ်ဝန်းကျင်ကလောကကိုအစိတ်တဆန်နေတယ်။နော် toxic environment ကြီးကိုဖြစ်လေစေတယ်။ဆိုတော့ဒီလိုမျိုးဝေဖန်ဖြစ်တင်တာတွေကလောကကိုမလုံသင့်ပါဘူး။ဒါဆိုရင်ဘာရီလုံးရမလဲလို့မိမယ်။ဘာရီလုံးရမလဲဆိုကျွန်တော်တို့ဝေဖန်ဖြစ်တင်နေမဲ့အစာသူတို့ကိုအားပေးရမှာဖြစ်ပါတယ်။တကွဆိုလို့ရှိရင်အမင်းဒါတွေကလောက်ထားတာအစင်မပြေလိုက်တာလို့ပြောမဲ့အစား ဒီဟာလေးကိုဘယ်လိုလေးလုပ်လိုက်ရင်တော့ကောင်းသွားမယ်ဆိုပိုကောင်းသွားမယ်ဆိုတာမျိုးလေးပြောလို့ရတယ်။စူးစားတာကိုကျမတို့တွေဒီအတိမတ်ပြုလို့ရတယ်။အော်စူးစားပြီးတော့လှုပ်ထားတာပဲ။ result ကိုသွားပြီးတော့မကြည့်နဲ့။ result ကိုသွားပြီးကြည့်လိုက်တဲ့အခါမှာ तू စူးစားပြီမဲ့ तू အနေနဲ့ဟလာလုံးဝ100%ကောင်းတာဖြစ်ချင်မှာဖြစ်လိမ့်မယ်။ဆိုတော့ result ကိုကြည့်ပြီးမင်းလှုပ်တာအဆင်ပြေလို့သွားပြောရင် the relationship ကအဆင်မပြေတော့။ဆိုတော့ကျမတို့တွေသူ့ရဲ့စူးစားမှုကိုအတိမတ်ပြုမယ်။ तू ဘယ်လောက်စူးစားထားတာလဲ။ ်ဆိုတာကိုကျွန်တော်တို့အတိအမှတ်ပြုရမယ် result ကိုပြောတဲ့အခါမှာချူကပြောတတ်ကြတယ်တခုခုနှားလုံးမိရင်လေဘလို့လောက်တာအသုံးမကျတာလဲဆိုပြီးပြောတတ်ကြတယ်ဒါပေမဲ့လုတ်တဲ့ကာယခံရှင်ကရောအဲ့ result ရလာတဲ့ဟာကိုပျော်နေမယ်ထင်လားကိုကိုရိုင်းနဲ့စဉ်းစားကြည့်ရအောင်ကိုရောအလုပ်တစ်ခုကိုလုပ်လိုက်တယ်စူးစမ်းပြီးလုပ်ရတဲ့အဆင်မပြေဖြစ်သွားရင်ပျော်လားဘသူမှပျော်မနေဘူးဆိုတော့ကာယခံရှင်မပျော်တာကိုတစ်ဖက်ကနေပျော်အဲ့လိုမျိုးဝေဖန်ဖြစ်တင်တာလေထပ်လုပ်လိုက်တဲ့အခါမှာပူဆိုးသွားတယ် ဒါကြောင့်မလို့ကျွန်တော်တို့အဲ့လိုမျိုးမလုပ်ဖဲနဲ့သူ့ရဲ့စ조사မှုကိုပဲကျွန်တော်တို့အတိအမှတ်ပြုရအောင်။နောက်ပြီးရင်ကျွန်တော်တို့ဒီသူတယောက်တည်းအဆင်မပြေတဲ့အခါမျိုးမှာကိုကအထူးထူးလုပ်ပေးဖို့ခံလိုက်လို့ရတယ်။ဥပမာဒါပါတော့အသူဒီဒီအလုပ်တစ်ခုကိုသူလုပ်တာမကောင်းဘူးအဆင်မပြေဘူးဖြစ်နေတယ်ဆိုလို့ရှိရင်ကိုကမင်းလုပ်တာအဆင်မပြေဘူးလို့ပြောနေမဲ့အစား ဟေးချစ်တယောက်ထဲဆင်မပြေရင်ကိုနဲ့တူတူလို့ရအောင်လေနှစ်ယောက်တူတူလို့တော့နှစ်ယောက်အားနဲ့ဆိုတော့အဆင်ပြေသွားမှာပေါ့ဒါမှမဟုတ်လို့ရှင်ကိုရဲ့ချစ်သူမဟုတ်ဖ ೇನೆ ကိုရဲ့မိသားစုဝင်ဆိုလို့ရှင်ねဟုတ်ပြီဒါလေးကိုတို့တွေအတူတူမိသားစုတူတူဝိုင်းလို့ကြမယ်လေဒါဆိုရင်အဆင်ပြေသွားမှာပေါ့ဒါမျိုးလေးတွေပြောချင်းအဖြစ်ကျမတို့တွေဝေဖန်ဖြစ်တင်မှုกินပြီးတော့စိတ်ချမ်းမြေ့စရာကောင်းတဲ့ relationship မိသားစုတစ်ခုကိုဖန်တီးနိုင်မှာဖြစ်တယ်။ဒါကြောင့်မလို့ကိုကကိုရဲ့ချစ်ခင်တဲ့သူတွေကိုဝေဖန်ပစ်တင်တော့မယ်မကောင်းစကားပြောရမယ်ဆိုလို့ရှိရင်စောစောကကျမပြောတဲ့ဒီဆိုဂျိုးတွေကိုတတိယပြီးတော့ကိုကိုကိုထိမ့်သိမ့်နိုင်မို့ကျမတွေနဲ့တတိပေးကြပါတယ်။ဆိုတော့အခုဖြစ်ရတဲ့နဲ့ကို နားထောင်နေတဲ့မိတ်ဆွေတို့နဲ့တိုက်ဆိုင်နေဆိုလို့ရှိရင်ဒီဗီဒီယိုလေးကို share သွားပေးတာမျိုးဒါမှမဟုတ်ရှင်ကိုတငယ်ချင်းကဒါမျိုးချင်းတွေကြုံနေရဆိုလို့ရှိရင်ဒီဗီဒီယိုလေးကို share သွားပေးတာမျိုးလုပ်ပေးလို့ရပါတယ်ဆုံးဖြတ်ကြည့်ပေးသွားတဲ့အတွက်ကျေးဇူးများကြီးတင်ပါတယ်ကျမတော့အီအီမွေပါ life and relationship coach တရားဖြစ်ပါတယ်မိတ်ဆွေအနေနဲ့ရှင်ဖွင့်တာမျိုးဆွေးနွေးခြင်းရင်ကျမနဲ့ one on one coaching session ယူလို့ရပါတယ်ပြီးရင်အချစ်ရဲ့အိမ်တော်ရဲ့ဘဝရင်းနဲ့ပတ်သက်တဲ့ tips လေးတွေကိုနားထောင်ခြင်းနေဆိုရင် like and subscribe လုပ်ထားဖို့ပြောပါရစေ